အားလုံးပဲမင်္ဂလာပါအန်ဩဘရီကတ်ချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတင်ဆက်ပေးမယ့်ရုပ်ရှင်ကားလေးကတော့ဒီ Everett ရုပ်ရှင်ထွက်ပြီးတဘောကျခဲ့တဲ့ပြိတ္တကြီးရဲ့တောင်းဆိုမှုကြောင့်ရုပ်ရှင်ထုတ်လုပ်သူတွေဇညွန်းဆရာတွေညဏီရနဲ့တုံးပြီးပုံဖော်ခဲ့တဲ့ဒီ Everett ရဲ့နောက်ဆက်တွဲဇာတ်လမ်း Everett 2ပဲဖြစ်ပါတယ်ဒီဇာတ်ကားဟာအရင်ဇာတ်ကားလိုပဲသွေးတန်ရဲ့အတုံးလိုက်အတလိုက်ခုတ်ဖြတ်တဲ့ဇက်ဝင်ကန်းတွေအပြင် ရေစရာဟာတခန်းတွေပါအများကြီးထပ်ပေါင်းထည့်ထားတာတွေ့ရပါတယ်။အဆင်ပြေမယ်ဆိုရင် VPN လေးဖွင့်ပြီးကြည့်ရှုပေးပါလို့မေတ္တာရက်ခံပါတယ်။ကဲစလိုက်ကြရအောင်။ဇလန်းလေးကတော့ပထမဇက်အိမ်တိုင်းပါပဲ။ကြော်ကြီးနဲ့လင်စာမင်္ဂလာဦးဇနီးမောင်နှံဟာကားလေးတစ်စီးနဲ့ခီးထွက်လာကြတယ်။သူတို့ဟာထညရေစံခီးအဖြစ်တောအုပ်ထဲမှာအပန်းဖြေဖို့ချောင်းကူတရားလေးကိုဖျက်ကျော်ပြီးတဲအိမ်စီကိုရောက်လာခဲ့ပါတယ်။တော်ရဲကတဲအိမ်ကိုရောက်ပြီးညချမ်းချိန်ခါမှာကြော်ကြီးကစန္ဒရာတီ လင်စာကခုံပေါက်မြူးနေပြီးตายာနေကြတာပေါ့လင်စာကမှန်ဘလူးလယ်ဆွဲကြိုးကိုဝတ်ထားပြီးသားပြက်ွက်နဲ့ပထမဇက်ကားရဲ့လက်ဆောင်ပေးပြက်ွက်ကိုကြော်ချလိုက်ပါတယ်ဝိုင်ပလင်လန်းယူကဤဆက်ညက်ညောတဲ့ဖဲမွေရပေါ်တက်ပြီးချစ်တလင်းမှာစစ်ခင်းမဲ့အလုံးမှာခုံပေါ်ကအတန်သွင်းကဆက်ကြီးကိုကြော်ကြီးတယောက်မြင်လိုက်ပြီးလက်ရကခလုတ်ကိုနှိပ်ပြီးဖွင့်လိုက်ပါတယ်ထွက်လာတဲ့အတန်တွေကိုနားထောင်ရင်းတီးလိုက်ရတာကတော့ရှေးဟောင်းသူ့တေတနာဆရာကြီးဦးစောကောင်းဆောင်ရဲ့အဖွဲ့ဟာလိလာမှုတွေလုပ်ရင်းလှန်ကူတစ်ခုထဲမှာ ဒီသင်မင်းစာအုပ်နဲ့အယိုးကောင်းသမျှောင်ကိုတွေ့ရှိခဲ့ကြောင်းသိခဲ့ရတယ်။ပြီးတော့ဂါထာယုတ်တန်တွေစက်ချနေရတယ်။ထိုဂါထာတန်တွေကအပြင်ကမကောင်းဆိုးဝါးတွေကိုနိုးထစေခဲ့ပါတယ်။မမြင်ရတဲ့အရာတွေဟာပဒင်းပေါက်ဖောက်ခွဲပြီးဝင်ရောက်လာခဲ့ပါတယ်။ကြော်ကြီးလဲလင်းစာအော်တန်ကြောင့်အခန်းထဲပြေးဝင်လာတော့လင်းစာမရှိတော့ပါ။အပြင်ထွက်ရှာတဲ့အခါတရေဘူးခံရပြီးအော်ဟစ်ရဲမောနေတဲ့လင်းစာကိုတွေ့ရှိခဲ့ပါတယ်။ကြော်ကြီးကဂေါ်ပြားနဲ့လင်းစာရဲ့ခေါင်းကိုဖြတ်ပြီးမြင်မြုပ်လိုက်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာပထမဇက်ကားရဲ့နောက်ဆုံးမြင်ကွင်းနဲ့ပြန်ဆက်သွားပါပြီ။ဒေါ်အေကထွက်လာတဲ့မမြင်နိုင်တဲ့အရာတစ်ခုကကြော်ကြီးကိုလေထဲလှည့်ပတ်ပြီးအချိန်တော်ကြာဆွဲခေါ်သွားတယ်။နောက်ဆုံးမှာတစ်ပင်ကြီးတစ်ခုနဲ့ဝင်တိုက်ပစ်လိုက်တယ်။ရေအိုင်နဲ့ပြုတ်ကျပြီးပြန်ထမှာကြော်ကြီးလည်းတရေဘူးကတ်တာရုတ်တရက်ခံလိုက်ရပါပြီ။ဒါပေမဲ့နေထွက်လာတဲ့အခါမှာတော့တရေဘူးကတ်မှုပျောက်ကွယ်သွားခဲ့ပါတယ်။ကာမောင်ပြီးမြုပ်ပြန်မယ်လို့တော့တခုတည်းသောချောင်းကူတရားကထူးဆန်းစွာပျက်စီးသွားတာကိုစိတ်ပြက်ဖွယ်တွေ့ခဲ့ရတယ်။ နေကလည်းချက်ချင်းတန်းဝင်သွားတာမို့တဲအိမ်စီအမြန်ပြန်မောင်းပြေးလာခဲ့ရတယ်။နောက်ကလိုက်လာတဲ့တရေကလည်းတဲအိမ်ထဲအထိတန်းထိုးလိုက်နေတာကြောင့်မြေအောင်ခန်းထဲဝင်ပုန်းနေလိုက်တော့မှပဲမျက်ခြေပြက်ပြီးပြန်လဲထွက်သွားတယ်။အဲ့ဒီညမှာပဲစန္ဒယားကတီးတဲ့သူမရှိပဲအတန်တွေထွက်လာတယ်။မြေပုံထဲကလင်းစာလဲပြန်လဲထမြောက်လာပြီးသူ့ကောင်းပြတ်တဲ့ခန္ဓာကိုယ်ကိုပြန်ဆက်ကတဲအိမ်စီပြန်လာနေပါပြီ။ပထင်းပေါက်ကနေကြော်ကြီးကိုလမ်းဆွဲလိုက်တဲ့အခါကောကွာလက်တီမကောင်းတာမို့ဆက်ထားတဲ့ကောင်းပြန်ကွာကျသွားတယ်။ ခေါင်းပြက်ကအထဲကိုခုံပေါက်ဝင်လာပြီးကြော်ကြီးညာလက်ကိုကတ်ချလိုက်တယ်။ကြောက်လန့်ပြီးကြော်ကြီးလဲပစ္စည်းကိုထောင်တဲ့ပြေးဝင်က လင်းဆခေါင်းပြက်ကိုတန်ကွားနဲ့ညက်နေုံမှလင်းဆခန္ဓာကိုကလွတ်ဆက်ကိုင်းဝေ့ရန်ရင်ကြော်ကြီးကိုတိုက်ခိုက်ပါတော့တယ်။ကြော်ကြီးကတန်တူရင်နဲ့ပြန်ခံလိုက်တော့လွတ်ဆက်ကပြန်ကန်သွားပြီးလင်းဆလည်ပင်ပေါ်ပြန်ကျသွားကသူ့ဟာသူအော်ရိုစမုံတုံးသွားပါတော့တယ်။နောက်ဆုံးမှတရေဘူးကတ်ပြီးတောက်ကျိုးနဲ့ကလော်တုတ်နေတဲ့လင်းဆခေါင်းပြက်ကိုလွတ်ဆက်နဲ့ထပ်မံပိုင်းဖြတ်လိုက်ပါတော့တယ်။ ညာလက်ကိုက်ခံထားရတဲ့ကြော်ကြီးလဲကြောင်တောင်တောင်ကောက်တောက်တောက်နဲ့မြင်ကျင်နာတွေမြင်ကဘူးကျင်တလို့လို့ခွကျင်တလို့လို့အတိလို့တလို့လို့မလို့တလို့လို့နဲ့မမဆောင်ဖြစ်နေခဲ့ပါတယ်အကိုက်ခံထားရတဲ့သူ့လက်ဟာတကယ်ပဲဝင်းရောက်ပုကတ်ခံလိုက်ရပါပြီသူ့လည်းပင်ပြန်ညစ်ပကံတွေနဲ့ကောင်းကိုရိုက်ခွဲနဲ့မျိုးစုံကျိုးခုံကသူ့ကိုတေချောင်းကြံနေပါပြီသူ့ကိုခုတ်ဖို့အသားခုတ်ဓာတ်တချောင်းစီတွားနေချိန်မှာကြော်ကြီးကဓာတ်တချောင်းနဲ့အဲ့လက်ကိုကျမ်းပြင်မှာဆွဲထိုးထားလိုက်ပြီးနောက်လွှတ်ဆက်တဲ့အဲ့လက်ကိုဖျက်ထုတ်ပစ်ခဲ့ပါတော့တယ် သွေးထွက်နေတဲ့လက်ကိုတိတ်နဲ့ပတ်နေတုံးဖျက်ထုတ်လိုက်တဲ့လက်ဟာသူ့ကိုလောင်ပြောင်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ဒီတော့အတွင်းမှာရှေဟောင်သူတေသနဆရာကြီးဦးစောရဲ့တမိကေတီနဲ့ကေတီရဲ့သူတေသနလုပ်ဖော်ကိုင်ဖက်ဂျလီဘီတို့ဟာပျောက်ဆုံးနေတဲ့တရေစာမျက်နှာများရှာဖွေရေးခီးစဉ်ကနေပြန်ရောက်လာကြပါတယ်။တရားပြက်စီးနေတာကြောင့်သူတို့ဟာလမ်းပြင်တမားကျော်ဆိုးနဲ့သူ့ရေစာနှွဲဆိုးတို့ကိုလမ်းပြဖြစ်ခေါ်ဆောင်ပြီးခြေလျင်လျှောက်ကတဲအိမ်စီလာခဲ့ကြပါတယ်။တဲအိမ်ထဲမှာလဲမမဆောင်ဖြစ်နေတဲ့ကြော်ကြီးက လိုက်နောက်ဆက်နေတဲ့လက်ပြက်ကိုတနက်နဲ့တတိုင်းတိုင်းလိုက်ပစ်နေရတယ်။ရှေးဟောင်သူတေတနဆရာကြီးဦးစောရဲ့သမီးကေတီတို့အဖွဲ့ရောက်လာတော့နွယ်ဆိုးရဲ့လက်မောင်းကိုရှက်ထိသွားခဲ့တယ်။မြင်တွေ့လိုက်ရတဲ့အနေအထားတွေကကေတီရဲ့မိဘတွေကိုကြော်ကြီးကတပစ်လိုက်ပြီလို့အထင်ရောက်သွားပြီးကြော်ကြီးကိုမြေရောက်ခန်းထဲတွန်းကြကာတောခတ်လိုက်ကြတယ်။ကေတီတို့ဟာကြံနေသေးတဲ့တိတ်ခွေကိုဆက်နားထောင်ကြည့်ရဲ့အခါကေတီရဲ့မိခင်ဒေါ်ဖောဟာတရေဘူးကတ်ခံလိုက်ရပြီးကေတီအဖေဦးစောကတက်လိုက်ခဲ့ရကြောင် ဒေါ်ဖောရဲ့အလောင်းကိုမြေရောက်ခန်းထဲမှာမြုပ်ခဲ့ကြောင်းအံ့ဩစွာသိလိုက်ရပါတယ်။အဲ့ချိန်မှာပဲဒေါ်ဖောဟာမြေရောက်ကျမ်းပြင်မှ နိုးထလာပြီးကြော်ကြီးကိုတိုက်ခိုက်ပါတော့တယ်။အချိန်မီတကားဖွင့်ပြီးအပေါ်ကနေကြော်ဆိုးဆွဲတင်လိုက်တယ်။အောက်ကပြန်ဆွဲနေလို့ဝင်ကူညီတဲ့ကေတီမိတ်ဆွေဂျယ်လီဘီကိုဒေါ်ဖောကတွန်းထုတ်လိုက်တာအုံနံရံဝင်ဆောင်ပြီးလဲကျသွားတယ်။ကြော်ကြီးလည်းတကားဖုံးကိုဆွဲချပြီးအပေါ်ကနေတက်ဆောင်ပိတ်လိုက်ရတယ်။အဲ့ဒီနောက်မှာပဲမူယာမာယာများတဲ့ဒေါ်ဖောတရေမကလူတွင်ပြောင်းက မိထီလာကံဝဲဖောက်ောက်ခဲ့ပါမယ်။ တမီးလေးရဲ့အိတ်ချိန်နဲ့စတဲ့ကလေးချော်လေးတွေဆိုကလှုပ်ပေးဖို့သူ့တမီးကေတီကိုဖျားယောင်းသွေးဆွဲပါတယ်။တနာသွားတဲ့ကေတီကိုကြော်ကြီးကတားတယ်။အဲ့ချိန်မှာပဲဂျလေးဘီကိုတရက်ဝင်ဘူးကနှဲ့ဆိုးကိုပြေးလွှားတိုက်ခိုက်နေတာမို့ကြော်ကြီးလည်းပစိန်ပြေးယူကဂျလေးဘီကိုအပိုင်းပိုင်းခုတ်ဖြတ်ကစမုံနှုံးပေးလိုက်ပါတယ်။အဲ့ချိန်မှာပဲသွားလေသူဆရာကြီးဦးစောရဲ့ဝိညာဉ်ပေါ်လာပြီးသူ့တမီးကေတီထက်တွေ့လာတဲ့စာရွက်ပိုင်းတွေထဲမှာဒီဖြစ်ရက်တွေကိုအဆုံးသက်ပေးမဲ့နေလန်းတွေပါလာကြောင်း တေချာဖက်ပြီးဆက်လက်ဆောင်ရွက်စေကြောင်းမှာကြားပြီးပြောက်ွယ်သွားပါတယ်။ရုတ်တရက်ကြော်ကြီးလက်ပြက်ကနှွဲဆိုးကိုလာကင်တဲ့အခါနှွဲဆိုးလည်းထိတ်လန့်ကတောအုပ်ထဲထွက်ပြေးခဲ့ပါတယ်။မကောင်းဆိုးဝါးပုကတ်နေတဲ့နှွဲတစ်ပင်တွေကနှွဲဆိုးကိုဝိုင်းအောင်တိုက်ခိုက်ခဲ့ပြီးတစ်တော်တဲ့ရွတ်တိုက်ဆွဲချသွားကတစ်ပင်တစ်ပင်နဲ့ဝင်ရိုက်ဆောင်လိုက်တာနှွဲဆိုးတယောက်ဇီဝိန်ချုပ်သွားခဲ့ပါတယ်။ဒဲအိမ်ထဲကကြော်ကြီးတို့လည်းကေတီထက်တွေ့လာတဲ့ဆာရက်ပိုင်းတွေကိုဖောက်ဖက်ကြည့်တဲ့အခါလက်နှစ်ဖက်မှာထူးဆန်းတဲ့လက်နက်တွေတက်ဆင်ထားတဲ့သူရဲကောင်းပုံတပုံကိုတွေ့ရပြီး စာရွက်ပါအစီရင်တွေအတိုင်းဆောင်ရွက်ပါကအချိန်ဝဲကြက်တစ်ခုပေါ်လာပြီးဒါရီအားလုံးကိုလွန်ခဲ့တဲ့နှစ်တထောင်စီပြန်လည်ခေါ်ဆောင်သွားပြီးအားလုံးအဆုံးသက်သွားမည်ဖြစ်ကြောင်းရေးသားထားတာကိုသိလိုက်ရပါတယ်။သူတို့စာဖတ်နေကြတော့လမ်းပြကျော်ဆိုးကနောက်ကနေတနက်နဲ့ချင်းချောက်ပြီးသူ့ချစ်သူနှွဲ့ဆိုးကိုတောရဲမှာလက်ရှာပေးဖို့ခိုင်းပါတယ်။ဖက်လက်စာစာရွက်တွေကိုလည်းအလကားတောက်ပိုတွေလို့ဆိုကမြေရောက်ခန်းထဲပစ်ချခဲ့တယ်။ဒါနဲ့ပဲကျော်ကြီးတို့တောရဲထွက်လာခဲ့ရာကနေလမ်းမှာကျော်ကြီးကိုတရဲဝင်ပူးပြီးကျော်ဆိုးကိုကင်ပေါက်လိုက်တယ် ကေတီနောက်ကိုပြေးလိုက်လာလို့ကေတီလည်းကြောက်လန့်သွားပြီးတဲအိမ်ထဲပြန်ဝင်ပြေးကတကားပိတ်လိုက်တယ်။တကားတွန်းဖွင့်ဝင်လာသူကိုကြောက်ကြောက်လန့်လန့်နဲ့အယိုးကောင်းသားနဲ့ထိုးချလိုက်တာကန်ဆိုးသူကျော်ဆိုးဖြစ်နေတယ်။ကျော်ဆိုးရင်ဝါကဓာတ်ကိုဆွဲနှုတ်နေုံမြောက်ခန်းထဲကသူ့မိတော်ဖောပေါ်လာပြီးကျော်ဆိုးကိုအောက်ဆွဲကြကစားပလိုက်ပါတော့တယ်။တရေဝင်ပူးနေတဲ့ကျော်ကြီးထဲရောက်လာပြီးကေတီကိုတိုက်ခိုက်နေစဉ်မှာသူ့ချစ်သူလင်စာရဲ့ဆွဲကြိုးလေးကိုပြန်မြင်လိုက်တဲ့အခါပုံမှန်လူစိတ်ပြန်ဝင်ခဲ့ပါတယ်။ကျော်ကြီးတယောက်တွေ့ဝေနေတုန်းကေတီက အစိမ်နဲ့အတင်းလိုက်ခုံနေလို့သူပုံမှန်လူပြန်ဖြစ်သွားကြောင်းမနေ့ရှင်းပြလိုက်ရတယ်ဒီလိုနဲ့ကြော်ကြီးနဲ့ကေတီအတူတူပူးပေါင်းပြီးဒီဖြစ်ရက်တွေကိုအဆုံးသတ်ပြဖို့အတွက်ပစ္စည်းကိုတောင်းရဲသွားကအစီရင်တွေစတင်ပါတော့တယ်ပြက်နေတဲ့သူ့လက်မှာလွှတ်ဆက်ကိုတက်စင်ကတနက်ပြောင်းရှိကိုတဝက်ဖြတ်ချလိုက်တယ်အားလုံးပြင်ဆင်ပြီးမှကြော်ကြီးမြေရောက်ခန်းစင်းကကြော်ဆိုးလွင့်ပစ်ခဲ့တဲ့စာရက်တွေကိုရှာဖွေပါတယ်ဟိုတရွက်ဒီတရွက်လိုက်စုကောက်ပြီးစာရက်တွေကိုအပေါ်ကကေတီထံပြစ်တင်ပေးပြီးပြန်တက်မယ်လို့မှဒေါ်ဖောရဲ့တိုက်ခိုက်မှုစပါတော့တယ် ချက်ချင်းဆိုသလို KD ကလည်းစာရက်ထဲကဂါထာတွေကိုစရွတ်ပါတော့တယ်။ဒေါ်ဖောကအပေါ်ခုံတက်လာပြီးဂါထာရွတ်နေတဲ့ KD ကိုစပင်ဆွဲပြီးလေပေါ်မှာဆွဲလဲ့နေပါတယ်။အပေါ်ပြန်တက်လာတဲ့ကြော်ကြီးကိုတွေးတော့လေဘင်းကြီးရှေ့ထွက်လာကဆက်ပြီးတိုက်ခိုက်ပါတယ်။ဂါထာရွတ်နေတဲ့ KD ပဲလဲ့လိုက်တဲ့ဒေါ်ဖောကိုကြော်ကြီးလဲတောင်ပန်ရင်အုပ်ပေါင်းသားလဲချောင်းရိုးစသဖြင့်ဝက်ပေါ်သလိုလွှတ်ဆက်တဲ့အပိုင်းပိုင်းပိုင်းဖြက်ကခေါင်းကိုတနက်နဲ့ပြပြီးချော့သိမ့်လိုက်ပါတော့တယ်။ တစ်ချိန်တည်းမှာပဲတဲပေနာကတစ်ပင်တွေဟာရင်းရံအသက်ဝင်လာပြီးတဲအိမ်ကိုဖျက်ဆီးပါတော့တယ်။ခုတော့မှပဲဘာလိုက်လို့လိုက်မှန်းမသိအားလုံးထွက်ပြေးနေကြရတဲ့ကျွန်တော်တို့သိကျင်နေတဲ့တရေကောင်ကြီးကိုတွေ့လိုက်ပါပြီ။ဝိညာဉ်နှုတ်ခံရပြီးတေသွားသူတွေအားလုံးကသူ့မျက်နှာမှာပေါ်နေပါတယ်။ဂါထာရီရွနေတဲ့ကေတီနောက်ကျောကိုကျော်ကြီးရဲ့လက်ပြက်ကအယိုးကောင်းသားနဲ့ထိုးဆိုင်လိုက်ပါတယ်။ဒါပေမဲ့ကေတီဟာအသက်ထွက်ခါနီးချိန်ထိဂါထာရီကိုအပိတက်ရွဆိုနိုင်ခဲ့တာကြောင့်အချိန်ဝဲကြီးရဲ့ပွင့်လာခဲ့ပါတယ်။ ကျော်ကြီးကိုတိုက်ခိုက်နေတဲ့တရဲကောင်ကြီးရဲ့မျက်စိကိုလွတ်ဆက်နဲ့ထိုးဆိုင်လိုက်တဲ့အခါတရဲကောင်ကြီးလည်းလွင့်မျောပါသွားတယ်။အချိန်ဝဲကရဲ့ရဲ့ပြင်းထန်တဲ့ဆွဲငင်အားကြောင့်ကျော်ကြီးရဲ့ကားပါလွင့်ပါသွားတယ်။တောက်ခံနေတဲ့ကျော်ကြီးပါအချိန်ဝဲကရဲ့ထဲခြားခြားလည်းလွင့်ပါသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အချိန်ဝဲကရဲ့ကကျော်ကြီးနဲ့သူ့ကားကိုလွန်ခဲ့တဲ့နှစ်တထောင်ကျော်အလဲခစ်ကိုပို့ဆောင်ခဲ့ပါတယ်။အဲ့ဒီအလေခိရဲမတ်တွေကကြော်ကြီးကိုမကောင်းဆိုးဝါးတကောင်ထင်ပြီးတက်မယ်လို့မှာအနားကိုမိစ္ဆာတကောင်ရောက်လာပြီးတိုက်ခိုက်တာမို့ အလုံးဝယုံတုံးကားဖြစ်သွားတယ်။ကြော်ကြီးကသူ့နှလုံးပြောင်းလို့နဲ့ပြစ်လိုက်တော့မှမိစ္ဆာကောင်စမုံတုံးသွားပါတယ်။ဒီတော့မှသူတို့အလုံးဟာနတ်ဆရာတွေဟောကိန်းထုတ်ထားတဲ့နတ်သူရဲ့ကောင်းကြီးရောက်လာပြီလို့ဝိုင်းဩကားကြော်ကြီးကိုချီးကျူးကုန်ပြုခဲ့ကြပါတယ်။ဆိုင်ကော်လို့ခြုံပေါ်ရောက်လာတဲ့ကြော်ကြီးတယောက်လည်းဘာတွေဖြစ်နေမှမသိတော့ပဲကောင်းကင်ကိုမောကြည့်ပြီးအော်ဟစ်လိုက်ပါတော့တယ်။ဇလန်းလေးကတော့ဒါပါပဲ။ပြီးဆုံးအောင်ကြည့်ရှုခံစားပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ ဒီလိုဇာတ်လမ်းကောင်းလေးတွေစက်တိုက်ကြည့်ရှုခြင်းရင်ကျွန်တော်တို့ရဲ့ An Oba Recap Channel လေးကို Subscribe and Like နှိပ်ပေးခဲ့ဖို့မေတ္တာရက်ခံပါတယ်။မိတ်ဆွေတို့ရဲ့အကြိုက်ဆုံးရုပ်ရှင်ကားတွေကို Recap လုပ်စေခြင်းရင် Comment မှာရေးပေးခဲ့ပါ။အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။